ရန်ကုန်မြို့မယန်းကုန်းမြို့နယ်မှာရှိတဲ့စိတ်ညစ်ရက်ကွက်မှာအထက်မြင့်အဆောက်အုံဆောက်လုပ်တာနဲ့ပတ်သက်ပြီးယာယီတာဝရန်ထုတ်ပေးခြင်းမရှိဘူးဆိုရင်နေပြည်တော်ခရိုင်ထိတက်ပြီးတော့တရားရင်ဆိုင်သွားမယ်လို့ရက်ကွက်နေပြည်သူတွေကပြောပါတယ်ဒီသတင်းကိုတော့ခိုင်ပန်းနူပေးပို့ထားပါတယ်ရှင်။အလားဆုံးလည်းပြီးနောက်ကြတော့လည်း တော်ရံရန်ကုန်မြို့မရန်ကုန်မြို့နယ်ခုနှစ်ရက်ကအတင်းမှာအထက်မြစ်အစအဦးဆောက်လုပ်နေရာကြောင်းရက်ွက်နေပြည်သူတွေရဲ့သက်ဆိုင်ရာစီဝင်တရားရေးကော်မတီကိုအကြောင်းကြားပြီးရက်တံပေးဖို့ကို2013ခုနှစ်ဒီဇင်ဘာလရက်ကတောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါကိုစီဝင်ကအခုချိန်ထိလာရောက်စစ်ဆေးခြင်းမရှိတာကြောင့်တရားစွဲဆိုဖို့လှုံ့ဆော်နေပြီးယာယီတာဝရန်ထုတ်ပေးခြင်းမရှိဘူးဆိုရင်နေပြည်တော်ခရိုင်ထိဆက်လက်တရားရင်ဆိုင်သွားမယ်လို့ရက်ွက်နေပြည်သူတွေကပြောပါတယ်။ဒီဌာနဆိုင်ရာဘက်ကတစုံတရား ဆောင်ရွက်ခြင်းမရှိဘူးဆိုကျွန်တော်တို့ကထပ်တိုင်ကြမယ်တစ်ဖက်မှာလည်းဒီတရားစွဲရတဲ့ဘက်မှာ32ရက်နေလာမဲ့အင်္ဂါနေ့ဆိုတာယာယီတာဝန်ထုတ်ပေးမယ်မထုတ်ပေးဘူးဆုံးဖြတ်ချက်ချပြီးကျွန်တော်တို့ကနောက်ဆုံးဒီသူတို့ဘက်ကကျွန်တော်တို့ယာယီတာဝန်ကိုပယ်ချပါတယ်ဆိုရင်ကျွန်တော်တို့ကနောက်ဆုံးစဉ်ဒီဟာမျိုးတော်စီပင်ပါဝင်တဲ့အတွက်ကျွန်တော်တို့ကနိုင်ငံတော်အဆင့်ပြည်ထောင်စုတရားလွတ်တော်နေပြည်တော်မှာစာချုပ်တော်တက်ပြီးတော့ကျွန်တော် ဆက်လက်ရင်ဆိုင်။သိညင်ရက်ွက်ထဲမှာရှစ်တက်ခွဲအထက်မြင့်ဆောက်ဦးလာဆောင်နေပြီးဘေးပတ်ဝန်းကျင်ရဲ့ထောက်ခံမှုမရှိတဲ့အပြင်နေရောညပါဆက်လက်လှုပ်ဆောင်နေတဲ့ပေါ်ကိုလည်းရက်ွက်နေပြည်သူတွေကမကြင်မနဲ့ဖြစ်နေတာပါ။ကျွန်တော်တို့ကလည်းဟိုလူဖေးပေါ်ဒီလိုဖေးခွာတာလည်းအများကြီးပြဿနာလည်းမပြီးနဲ့။နောက်တော့အချိန်နည်းစစ်အောက်ကျစစ်ချပြဆရာယုံမှစစ်စစ်ဘာမှစစ်စစ်ခေါ်မယ်။ဒါမျိုးလည်းမလုပ်ပြအောင်ရှင်းလည်းမရှင်းပေးခဏ။အဓိကကျွန်တော်ကပါကျွန်တော်တို့အသိမပေးဘူး။လက်မှောက်တိုးခိုင်းတဲ့တော့ကျွန်တော်မကျင်တော့ က်ခွက်ထဲရပြည်သူတွေဘက်ကခုလိုအထက်မြင့်ဆောက်လုပ်တာကိုတားဆီးကန့်ကွက်နေတဲ့ကြားကပဲဆောက်လုပ်နေတာခုဆို6ထပ်ခွဲနီးပါးရှိနေပြီဖြစ်ပါတယ်ခုလိုစစ်ညင်ရက်ွက်တွေမှာအထက်မြင့်အစာအုပ်ဆက်လုပ်တာတွေနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီးစီရင်တရားရေးကော်မတီကခွင့်ပြုမိတ်တွေချပေးနေတာကြောင့်ပြည်ထောင်စုတော်တော်များများရှိနေပါတယ်။ခုလိုပုံဝန်ချင်းကကန့်ကွက်နေတဲ့ကြားတွေကဆက်လက်ဆက်လုပ်နေရတဲ့ပတ်သက်ပြီးအစာအုပ်ပိုင်ရှင်ဒေါ်ဘိုးဖြူတန်ကို TVB ကဖုန်းဖြင့်ဆက်သွယ်မိမြန်ရမှာတော့စီရင်ကခွင့်ပြုမိတ်နဲ့ဆက်လက်ဆက်လုပ်နေရဖြစ်ပြီးတရားသူကြီးအဆုံးဖြတ်တိုင်းပဲလိုက်နာသွားမယ်လို့ပြောပါတယ်။ကျွန်မခိုင်ပန်းလို့ပါ။